တော့အခုပြောနေတဲ့အချိန်မှာလည်းစဉ်းစားမိကြမှတင်တယ်ပုံစံအမျိုးစုံနဲ့ကျမတို့ကဘဝမှာနော်အိုးလက်လို့ဆုံးရှုံးလိုက်ရတဲ့ဆုံးရှုံးမှုတွေ၊ကွယ်လွန်တာတွေ၊ကိုယ်နဲ့ဆိုင်သည်ဖြစ်စီမဆိုင်သည်ဖြစ်စီမြင်ရတဲ့မြင်လိုက်ရတဲ့အရာတွေနော်အဲ့တော့လူတယောက်ကအသက်ကြီးလာပြီ၄၀ကျော်လောက်ထိနေရပြီဆိုလို့ရှိရင်ဘာဖြစ်လဲတော်တော်ဆုံးလာပြီဒီအတွေ့အကြုံတွေကမြင်ရတာတွေလည်းများပြီကြားရတာတွေလည်းများပြီနော်ဒီမှာဆိုလို့ရှိရင်ဒီကျွန်မတခုဟိုကြုံဘူးသေးရဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင် तू ကဖလေးလေးဆုံးတာနော် ကလေးသူကျမရဲ့ညီမနှစ်ဝန်းခွဲတော်တယ်အဲ့ကလေးလေးอ่ะเนาะအဲ့တော့ကျမအဲ့ဒီကလေးလေးကိုစပြီးတော့သူ့ရဲ့ dead body ပေါ့နော်ဒါကိုကျမမြင်ရတဲ့မြင်ရတဲ့အရွယ်ကကျမအဲ့တုန်းက9တန်း8တန်းလောက်ပဲရှိအောင်မထင်ဘူးเนาะအဲ့တော့ကလေးလေးဆုံးနေဆိုပြီးတော့တွားတယ်တွားတော့ဘာကိုတွေ့ရလဲအဲ့ကလေးလေးကတအားချောတာသူကဆယ်လပဲရှိသေးတယ်သူဆုံးတဲ့ချိန်မှာဒါပေမဲ့မွေးကလေးကသူနေမကောင်းအဲ့တော့ခဏခဏ operation တွေလုပ်ရပါ냐ပေါ့အဲ့တော့သူ့စီကိုတွားတယ် သွားတဲ့ခါကျတော့ဗာလဲဆိုအိယာဝမှာပဲအိနေတလို့လေးပဲလုံးဝဘီဘီတော်လေးပဲเนาะအိမှာကောင်ဝင်ပန်းရောင်လေးဝတ်ထားတယ်မှတ်မိသေးရဲ့အဲ့ကောင်ဝင်လေးကလေတိုက်လို့ရှိရင်ပလပ်ပလပ်နဲ့အာလှုပ်နေတယ်အဲသူ့လက်ကလေးပါလေးသွားကင်ကြည့်အဲ့လို coffin လေးပါလေးဆိုလဲတေးတေးလေးပေါ့เนาะဆိုတော့အဲ့ဒါကြုံဘူးတယ်เนาะကလေးကလေးလေးတွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်အဲ့ဒါကြုံဘူးတယ်နောက်တစ်ခု accident ကြောင်းမလို့เนาะဆုံးသွားတာအဲ့လိုမိတ်ဆွေလည်းရှိဘူးပဲเนาะ နောက်တစ်ခုကကြတော့ hang လောက်သွားတယ်ပေါ့နော်မိမိကိုမိမိအဆုံးစီရင်တယ်ဆိုတာနော်ဒါကလည်းပဝင်းစင်အတိုင်းဝိုင်းနေမှာဒါမျိုးလည်းပြုံမှုတယ်နော်ပြီးတော့ဘာဖြစ်လာလဲဆိုအများကြီးပဲအများကြီးပဲနော်ကျမတို့ကြုံရတဲ့တကယ်အဲ့ဒီဟိုဟာတွေပေါ့တည်ခြင်းတရားကိုကျမတို့ပုံစံအမျိုးစုံနဲ့ကျမတို့ကြုံနေရတယ် grief ကလည်းပုံစံအမျိုးစုံနဲ့ဖြစ်တယ်နည်းနည်းဖြစ်တဲ့ grief ရှိတယ်အများကြီးဖြစ်တဲ့ grief ရှိတယ်နော်လုံးဝမပြောင်းနိုင်သေးဘူးဆိုတော့ အားရှိရတယ်နော်အဲ့တော့ကျမတို့ဆက်ပြီးတော့ကြည့်ကြရအောင် grief ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ကိုယ်ခန္ဓာမှာလည်းပြရတယ်နော်ဒီမှာအဲ physical body မှာပြရတယ်နော် insomnia တို့ဘာလို့ဆိုတာဒါအိတ်လို့မပြောတာပင်ပန်းတယ် physical pain တွေဖြစ်တယ်ဘယ်နာနာလို့နာမမသိဘူးနော်အဲ့လိုမျိုးတွေဖြစ်တယ်ပြီးတော့ထုံကျင်နေခံစားချက်တွေတုံထုံကျင်နေ overwhelming ဖြစ်နေဒါကဒါကြီးကတကယ်ဟုတ်လားပေါ့နော်အဲ့လိုလက်မခံနိုင်ဘူးမယုံကြည်နိုင်ဘူးတန်ဖိုးတွေဖြစ်နော် အဲ့တော့ဘာလဲဆိုလို့ရှိရင်အဲကျမပြောပြမယ်နော်ကျမရဲ့ကိုတွေးဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ကျမလူသားဆုံးလုံးကဘာဖြစ်လဲဆိုကျမကသူဆုံးပြီး၄လလောက်ကြာတော့မှကျမမီးပိတ်ပြီးအိမ်နေရတယ်ကျမလုံးဝမီးပိတ်လို့မရဘူးနော်အဲ့ဒါဘာလဲဆိုရင် physical မှာလာပြုတ်ပြနေနော်အဲ့တော့ကျမဘာလုပ်ထားရလဲဆိုတော့အခန်းထဲမှာ lamp လေးပေါ့နော်ဒီ table lamp လေးကိုအဲကျမထွန်းထားတယ်ပြီးတော့အဲ့ table lamp ကိုကျမအဝတ်တစ်ခုနဲ့ထပ်အုပ်ထားတယ်ပို့ပြီးတော့ ဒီဘောလဲကဒီလိုအယောင်ပဲလေမိအယောင်ကအဝါယောင်ပဲဒင်းဖြစ်တယ်ဒင်းဖြစ် dim light ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်အဲ့ dim ကိုပဲကျွန်မပို့ပြီးတော့မှောင်သွားဆိုအင်ကြီးအုပ်ထားတယ်နောက်အင်ကြီးတစ်ထည့်ထပ်အုပ်လိုက်တယ်အဲ့မှာပိတ်ဆိုလည်းမပိတ်လို့မရအောင်ဒါပေမဲ့လင်းနေရောလည်းအဲ့လိုမရအောင်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးလေးအုပ်ထားလိုက်တော့မှနည်းနည်းအယောင်လေးရှိုံလောက်ကလေးပေါ့နော်အဲ့အယောင်လေးနဲ့ကျွန်မအိတ်တာလေးလလောက်နော်လေးလလောက်ကျွန်မအဲ့လိုအိတ်တယ်ပြီးတော့ဘာဖြစ်လဲ ကျွန်မမနေ့3နာရီဆို every morning ကျွန်မအဲ့ချိန်လို့ပြီအဲ့3နာရီဆိုကျွန်မလို့ရတယ်နော်အဲ့တော့အဲ့3နာရီ2နာရီပေါ့နော်အဲ့လိုအချိန်ကြီးကျွန်မအမျိုးသားကိုကျွန်မ no 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 right မှာကျွန်မအဲ့ချိန်ကသူ့ကိုကျွန်မ driver လဲပေးတဲ့အချိန်ကြီးပါအချိန်ဖြစ်တတ်တယ်ညတိုင်းမှာကျွန်မထပြီးတော့အဲ့ချိန်မှာအမ် ဒိုင်ဗာလဲပေးရဲ့အဲ့ချိန်မှာဆိုလို့ရှိရင်သူရှူရှူတွေပါပောက်ထားပြီလေ။နော်အဲ့ခါကျတော့ကျွန်မအဲ့နှစ်နာရီသုံးနာရီဆိုရှင်ထပြီးတော့သူ့ကိုလှုပ်ပေးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အချိန်မှာကျွန်မတောက်လျှောက်လို့ပါ။အဲ့တော့လေးလလောက်အထိကနောက်မဖြစ်လဲဆိုကျွန်မကလုံးဝဟိုအဲ့လိုမျိုးဖြစ်နေတာပေါ့နော်။အဲ့အဲ့ဒါတွေကဘာလဲဆို behavior တွေ change ဖြစ်တာလေ grief ကြောင့်မလို့ဖြစ်တယ်เนาะအဲ့တော့နောက်ပိုင်းကျတော့မှကျွန်မမီးဟိုပိတ်ပြီးတော့အိမ်ရရတယ်ဒါတော့မှအခုချိန်ကြီးတချို့ အခါတလေဆိုလို့ရှိရင်ကျမဘာဖြစ်လဲဆိုလို့ရှိရင်အိတ်လို့မရတာရှိအဲအိတ်လို့မရအောင်အဲ့ခါကျကျမမီးပြန်ဖွင့်ရတယ်နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်ကျမတို့တရားရုပ်ကကွယ်လွန်သွားတယ်နော်အဲ့အတွက်ကြောင့်လို့ကျမတို့ကြံခဲ့တယ်နော်ဘဝနဲ့ကြည်ကွယ်ဖို့ဘာဖြစ်လို့ဘာဖြစ်လို့ဝန်းနေရလဲဆိုရှင်းရှင်းလေးပဲသူ့အချစ်လို့ပေါ့အဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုရှင်ငါ့ကိုဝန်းနေရသူ့လိုမချစ်ဘူးဆိုတော့ကျမတို့ဝန်းမနေဘူးလीနော်အဲ့တော့ဒါပေမဲ့ကျမတို့ချစ်တယ်ဆိုရင်ကျမတို့ရဲ့အချစ်တွေအချစ်တွေက တည်ခြင်းတရားနဲ့အဆုံးသတ်သွားတာမဟုတ်ဘူးနော် love doesn't end with death တဲ့နော်အချစ်ချင်းမေတ္တာကတည်ခြင်းတရားမှာအဆုံးသတ်သွားတာမဟုတ်ဘူးနော်အဲ့ဒီဝင်နေကြေကွဲမှုကဘာလဲဆိုရင် grief is love seeking a new home တဲ့နော်အဲ့ဒါပါလေဆိုဝန်နေကြည်ခွဲဆိုတာပါလေဆိုကျွန်တော်တို့ရှင်နေမှာရှိရချစ်ချင်းမြတ်တာဒီနော်ပုံစံတစ်မျိုးနဲ့နော်ထပ်ပြီးရရှင်တန်မှုတော့အိမ်အစ်စ်တစ်ခုကိုသူကရှာခွေရပုံစံအဲ့ဒါပြောတာနော်အဲ့တော့တို့ကိုကျွန်တော်တို့ကချစ်နေအောင်ပါပဲ မဖြစ်ဘူးလို့ပြောလို့မရအောင်နော်အဲ့တော့ဟို partner တည်သွားတယ်နော် life partner တည်သွားတယ်ဆိုလို့ရှိရင်ဘာပြောလဲတချို့ရဆိုလို့ရှိရင် relationship အတိတ်ရတယ်နော်ချစ်သူအတိတ်တွေ့ရဲ့ဘာညာဆိုလို့ရှိရင်အရင်တော့ကဟိုအမျိုးသားနဲ့ပတ်သက်ပြီးတော့ဖြစ်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ဖြစ်ပုံနေတင်နေလို့နော်အမှတ်တရစာရေးရဆိုတချို့ကဘာဖြစ်လဲမကြည်နဲ့ကြအောင်မနာလိုတာပေါ့ကွယ်နော်တည်ပြီးသားလူတော်မှမနာလိုဆိုရဲဘာလို့ရလဲရှိသေးရဲ့ဒီနော်ဆိုတော့ဒါပေမဲ့အဲ့ဒါလုံးလို့မရဘူးဘာဖြစ်ဆို तू က သူသူတို့တွေကကျမတို့နဲ့မုန်းပြီးတော့ထွက်တော့ထွက်သွားတော့မဟုတ်ဘူးလေနော်သူတို့တွေကဘာလဲဆိုကျမတို့ချစ်သူတွေဆိုတော့စိတ်ထဲမှာအမြဲတမ်းရှိနေတော့မှာသူတို့အတွက်ကကျမတို့ကနှလုံးသားထဲမှာကျမတို့နေရာတနေရာကိုပေးထားတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့တခြားလူတယောက်ကဂျိနေတယ်မဂျိနေတယ်မတတ်နိုင်ဘူးပေါ့နော်ဒါတော့သူကိစ္စပဲဒါပေမဲ့ကျမတို့တွေဒီသူတို့မေးပြဖို့လည်းမလိုအပ်ဘူးမေးပါပြောလို့ရှိရင်လည်းမေးမှာမဟုတ်ဘူးနော်စူးစမ်းနေလေလေ နော်အဲ့ဒါလေးကိုသိစေချင်တယ်ကျမတို့ဝန်ထဲကြည်ခွင့်မှုဖြစ်တယ်ဆိုလို့ရှိရင်၅ဆင့်ရှိရတယ်နော်တချို့ကတော့သူ့ထက်ပိုတဲ့အဆင့်လို့တော့အဲအဆင့်နေလည်းရှိသေးရပေါ့ခုနှစ်ဆင့်လောက်လို့လည်းပြောကြတယ်ဒါပေမဲ့ကျမတို့ဒီ၅ခုနဲ့ပဲကျမအပြင်းနဲ့ပဲပြောတယ်အဲကြောင့်ဒီမှာလေ၅ခုပဲလုပ်လိုက်တယ်ပေါ့နော်အဲ့တော့ပထမက grief ဖြစ်ပြီဆိုလို့ရှိရင်တရားရောက်ဆုံးသွားတယ်ပဲခါလိုက်ပါတော့နော်အဲ့ကောင်ကကျမတို့စရဝန်ထဲကြည်ခွင့်မှုကိုခံစားရတယ်ဆိုလို့ဒီနေ့ကျမတို့ကဘာလို့ ထမအဦးဆုံးအနေမှာဘာကိုစဉ်းစားလဲဆိုကျမတို့က denial ဖြစ်တယ်နော် denial ဖြစ်တယ်ဆိုတော့ကျမတို့ဒီအခြေအနေကြီးကိုညင်းဆိုတယ်နော်ကျမတို့လည်းမခံနိုင်ဘူးဒီဟာကိုလीနော် အာဘာဖြစ်လို့သူ့ကြမှာဖြစ်ရလဲဒီယောဂါဘာဖြစ်လို့သူ့ကြမှာဖြစ်ရလဲနော်ငါတို့လင်မယားကြတော့မှာပဲဒီကိစ္စကဖြစ်လာတော့တယ်နော်အဲ့လိုမျိုးငါတို့သမီးလေးကြမှာပဲဒီလိုမျိုးဖြစ်ရငါတို့ခွေးလေးကြတော့မှာပဲဒီလိုဖြစ်ရလားဆိုပြီးတော့ဘာဖြစ်လဲဆိုညင်းပိန်ကျင်တယ်အဲ့ဒါကိုလीလက်မခံနိုင်ဘူးနော် denial လောက်တယ် နော်ဟိုမှာဟိုရလားနော် diagnosis ကမှားနေလားဒါမျိုးကြီးလည်းကျွန်တော်တို့တွေးရတယ်ပြီးလို့ချင်းကျွန်တော်တို့ဘာဖြစ်လဲဆို anger ဖြစ်တယ် anger ဖြစ်တယ်ကျွန်တော်တို့ဒေါသထွက်တာပေါ့နော်ဒေါသထွက်တာအဲဒီအခြေအနေအဖြစ်အပျက်ကြီးကိုမချိန်နဲ့နေနော်မချိန်နဲ့နေအဲဒါကြောင့်မလို့ဘာဖြစ်လဲဆိုကျွန်မဆိုလို့ရှိရင်အဲကျွန်မယောက်ျားကိုကျွန်မဆေးကိုခေါ်သွားတယ်ပြီးလို့ချင်းကျွန်မသူ့ကိုတွေးရပါ ဟိုမှာတွင်းလာပြီကျွန်မအိမ်ပြန်လာတယ်အိမ်ပြန်ရောက်လို့ရှိရင်ကျွန်မအမေကျွန်မအရန်စိတ်ဆိုရဘာကြောင့်ဘာကြောင့်မှမသိဘူးเนาะကျမအကျဉ်းအုံငူပြစ်လိုက်တာတော့ဘာလို့ရှိလဲအဲ့ဒါဘာလဲဆို frustration တွေဖြစ်နေတာလीเนาะ grief ကခုနကကျမပြောသူတိမ်မဖြစ်တာမဟုတ်တော့မသိခင်နေရဖြစ်နေတာအဲ့လိုကိုယ့်စီမှာအဲ့ဒီအခြေအနေကိုကိုမကျေနပ်ဘူးမကြိုက်နေဘူးเนาะအဲ့ခါမှာ anger တွေဖြစ်တယ်အဲ့ဒီ anger တွေကအပြင်ဝတွေပါရောက်ပေါက်ထွက်ကုန်တာအကုန်လုံးလीเนาะအဲ့တော့ဘာမှမဟုတ်ဘောအိမ်မှာကျမအစင်းဝင်ပြန်လာတယ်เนาะအိမ်မှာအလုံးလုံးတဲ့ ကလေးကိုအမေကဘလို့မရှိတော့ဘူးပြန်လှုပ်လိုက်ပြီဆိုတဲ့ခါကျရင်ကျမဘောသထွက်တာပေါ့နော်ဟာဟိုဒီမှာ ပေါ့စင်းဝါနေပြီးအရင် stress တွေဖြစ်ပြီးတော့ပြန်လာတာအိမ်ရောက်တော့အကုန်လုံးခါရဲကိုယ့်အကူအကုန်ကခြိတုတ်သေးတုတ်တွေလည်းပါတယ်အဲ့လိုမျိုးပေါ့နော်အကုန်ကျမရဲ့ frustration တွေအကုန်လုံးဒီဘာဖြစ်လဲဆိုအိမ်မှာအကုန်လုံးဝုန်းတိုင်းဆိုကျမလှုပ်ချပလိုက်ပေါ့နော်အဲ့ဒါ anger ပဲအဲ့ဒီ anger ဘာလို့လာလဲ grief ကလာတာ grief ဖြစ်နေပြီအဲ့ဒီအချိန်မှာနော်အဲ့လိုမျိုးဖြစ်တာ အဲ့တော့မတည်ခင်မှာပဲဖြစ်တည်ပြီးသွားပြီပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့လိုမျိုးတွေအဲလှုပ်တတ်ကြတယ်နော်အချိန်နေအဲ့အချိန်နေကိုမကျေနပ်နေဘူး loneliness လည်းဖြစ်နိုင်တယ်အထီးကျန်တယ်နော်အဲ့ဒါယူမခံစားနိုင်နော်အဲ့ခါမှာအင်္ဂလဖြစ်နောက် beginning ဆိုတာじゃဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီလိုမဟုတ်ခဲ့ရင်ဆိုတဲ့ဟာမျိုးပေါ့နော်ဒီလိုဟုတ်ခဲ့ရင်ဒီလိုမဟုတ်ခဲ့ရင် what if နော်အဲ့ဒါကိုကျွန်တော်တို့စဉ်းစားတာနော်နော်ထားလိုက်ပါတော့ဒီဒီ ဒီအရက်တွေကိုမတောက်တဲ့အတွက်မတောက်ခဲ့လို့ရှိရင် तू ကဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးဒီဆေးလေးတွေကိုမတောက်ခဲ့ရင် तू ကဒီလိုတွေဖြစ်မှာမဟုတ်ဘူးနော်ဒီလိုမျိုးကိုးနေပါရင်မစားခဲ့ရင် तू ကဒီလိုဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့အော်ဘယ်ဆရာဝန်ကတော့ဒီယောဂရဲ့အခြေအနေဖြစ်နိုင်ခြင်းကိုကြိုပြီးတော့သိခဲ့ရင် နော်ဘယ်နှစ်ခုနှစ်တုန်းက medical check up လုပ်တော့ဒီဟာတွေမပေါ်ခဲ့ဘူးအဲ့ဒီတုန်းကသာပေါ်ခဲ့ရင်နော်အဲငါ့ကိုသူ့ကိုပို့ပြီးတော့ခရုစိုက်ခဲ့မိရင် तू ကဒီလိုလုပ်သွားမှာမဟုတ်ဘူး เนาะအဲ့ဒါပါလဲဆိုရင်ကိုယ့်အကူဘာဖြစ်လဲဆိုအခြေအနေတကူကိုเนาะကိုယ့်အကူဟိုဟာဖြစ်နေတာเนาะ bargain bargain လုပ်တယ်ဆိုတော့မြန်မာလိုဘယ်လိုပြောလဲကျွန်မမပြောတော့ဘူးဒါပေမဲ့အခြေအနေတကူပြန်ပြီးတော့သူတွေးနေတာเนาะတွေးနေတယ်တော့ဒီလိုမျိုးသာမဟုတ်ခင်ဒီလိုမဖြစ်ခဲ့ရင်ဆိုတော့ဖြစ်တယ်နောင်တရရဲအဲ့လိုသဘောမျိုးဖြစ်တဲ့ဟာမျိုးเนาะအခုဖြစ်နေတဲ့အခြေအနေတကူကိုပြောင်းပြစ်လိုက်ခြင်းလား အဲ့လိုပြောင်းပြလိုက်ခြင်းတွေအတွက်ကြောင့်ဒီလိုလို့သာမဟုတ်ခင်ဒီလိုလို့သာမဖြစ်ခင်ဆိုတော့အဲ့ဒါမျိုးစိတ်ဝင်ပေါ်လာเนาะအဲ့တော့အဲ့ဒါကလေ grief မှာရှိတယ် process ပဲเนาะနောက်တစ်ခုကနောက်တစ်ခုကကြတော့ဘာဖြစ်သွားလဲဆို depression ဖြစ်သွားတာเนาะ depression ဖြစ်သွားတယ်ဆိုတော့ဘာလဲဆိုအကုန်လုံးလက်ခံလိုက်ပြီเนาะခုနကပြော what if ဒီဘာကြီးမရှိတော့ဘူးဘာမှလုပ်လို့မရတော့ဘူးပြီးသွားပြီအဲ့ဒါကြီးเนาะအဲ့တော့ဘာဖြစ်သွားပြီဆိုလုံးဝ depression ဖြစ်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုရင်ဝမ်းနေတယ်เนาะဟာတာတာခံစားရတယ်မျှော်လင့်ချက်မဲ့တယ်เนาะ အဲ့လိုမျိုးဖြစ်တာနောက်တစ်ခုဘာလဲဆိုတယောက်ဆုံးသွားပြီနောက်ခုနကပြောမျောလင်းချက်မဲ့တို့ဘာလို့နော် emptiness ဖြစ်တယ်ဆိုတာ grief မတိုင်ခင်ကဖြစ်နိုင်တဲ့ကိစ္စတွေဒါပေမဲ့တကယ်တယောက်ကကွယ်လွန်သွားပြီဆိုတဲ့အခါမှာလေဘာဖြစ်လာလဲဆိုလို့ရှိရင်တကယ်ဟိုဟိုလုံးဝလူရဲ့ mood ပေါ့နော်အဲ့ mood ကြီးကဘာဖြစ်လာလဲလို့အရင်ဟို down ပြောနော်ဘာမှမလုပ်ရှင်တော့ဘူးဟိုသူနဲ့အတူတူမဲ့ခဲ့တဲ့အိမ်မက်တွေရှိရဲသူနဲ့အတူတူသွားမယ်ဆိုတဲ့နေရာတွေရှိရဲကျွန်မဆိုလို့ရှိရင်အဲ့လိုမျိုးပဲ ညီမယောက်ျားနဲ့ညီမလုပ်ရမယ် business တွေထိသေးတယ်ညီမဆို business ဆိုတာညီမဒါဟိုစကားအဖြစ်ပြောပြတာအလုပ်ကိစ္စဆိုတာမျိုးတစ်သူလည်းကျမလည်းပြောထားတဲ့ဟာတွေပေါ့နော်ဘယ်ဘာပြီးရင်ဘယ်သွားမယ်လို့နော်ကိုဗစ်ပြီးရင်ဘယ်သွားမယ်နော်ပြီးဘာဘယ်မှာသွားဖို့ဘာလုပ်ဖို့ရှိသေးတယ်ဆိုတော့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေကဘာဖြစ်လဲဆိုအိမ်မက်တွေလေးပြောရမယ်ဆိုလို့ရှိရင်နော်အဲ့အိမ်မက်တွေကိုအကုန်လုံးဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဟိုဆုံးရှုံးလိုက်ရပါဘောနော်သူ့ကိုဆုံးရှုံးလိုက်ရတယ်လို့အဲ့ဒါတွေကလည်းဘာမှမရှိရဘူး ဆိုတော့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့သူမပါလို့ရှိရင်တော့မလုပ်ချင်တော့ပါဘူးအဲ့ဒါကြီးလဲ။ဟောအဲ့နေရာကြီးလဲမသွားချင်တော့ပါဘူးဆိုဘာဖြစ်သွားလဲ depress ဖြစ်သွားလုံးဝ down အဲ့လိုဖြစ်သွားတာနော်။ဒါပေမဲ့အခြေအနေတစ်ခုရောက်တော့ဘာဖြစ်လာလဲဆိုကျွန်တော်က acceptance ရလာနော်။ acceptance ရလာရဲဆိုတဲ့အခါမှာလူတစ်ယောက်ကအဲ့တစ်ခုကို accept လုပ်လိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ move on လုပ်လို့ရပါဘူး။နော်။အဲ့တော့ကျွန်မဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲနော်။ဟိုပထမပိုင်းမှာ acceptance မရနိုင်မရတော့ကျွန်မ move on လုပ်လို့မရအောင်အဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့ခုနပြောသလိုပေါ့ဟာအဲ့နေရာတော့ तू နဲ့ပြောထားပြီးသားပေါ့နော် तू မရှိတော့လည်းမသွားတော့ပါဘူးလေမသွားချင်တော့ပါဘူးသွားရင်လည်းပြောမှာမဟုတ်ဘူးဆိုကျွန်မစိတ်ထဲမှာအဲ့လိုဖြစ်တယ်အဲ့ဒါ depression ဒါပေမဲ့ acceptance ရသွားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အော် तू မရှိတော့ဘူး तू အတွက်ငါဒီအကောင်းဆုံးတော့လုပ်ပေးခဲ့ပြီဒါပေမဲ့ဟိုငါမှလည်းဘဝရှိသေးတယ်ငါရဲ့စိတ်ပျော်ရွှင်မှုအတွက်လည်းငါလုပ်ရမယ့်အချိန်ရောက်ပြီ ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ခါမှာဘာဖြစ်လဲဆိုကျွန်မလူဆိုဖြစ်သွားတယ်เนาะအဲ့တော့ तू မပါရင် तू မနေ့တူသွားမယ်လို့ပြောထားပေမဲ့လေဘာဖြစ်လဲကျွန်မမောင်လေးနဲ့ပဲကျွန်မသွားလိုက်တယ်အဲ့နေရာကိုเนาะစိတ်ချင်းမှာတော့တတိယရာအချက်ကြံနေရပဲသူ့ကိုကျွန်မအမြဲတတိယနေရပဲဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီအကြောင်းဟိုမဖြစ်နိုင်တော့တဲ့အရာတကူ accept လုပ်လိုက်တဲ့ခါမှာကိုကကိုလို့ဆရာရှာလုံးမယ်ကိုသွားဆရာရှာသွားမယ်ဆိုပြီးတော့သွားနိုင်တယ်။အဲအဲ့လိုတော့မဟုတ်ဘူးเนาะ။အဲ့တော့ stages of grief ကအဲ့တော့ကိုက ဲ့တော့ကိုကအခုအချိန်မှာ grief ကိုကြုံနေရတယ်ဆိုရင်ကိုရဲ့ stage ကဘယ်နှားရှိလဲဆိုတာကိုကိုကကိုအပြင်ပြီးတော့ sensitive ကြည့်ဖို့လိုအပ်တယ်เนาะကိုက anger ကြီးဖြစ်နေလားတောင်းကိုကိုကတနာရတနာရဆိုတော့ပထမဆုံးစကြင်အစင်နေပဲเนาะအဲ့အချိန်မှာတော့ညင်းပယ်ရင်မဖြစ်စေချင်ဘူးဆိုတာဖြစ်တယ်ပြီးလို့ရှိရင် anger ဖြစ်တယ်เนาะအဲ့တော့ stage တွေကိုကိုကကိုဟို စမ်းစစ်ကြည့်နေတယ်တချို့ stage တွေက back and forth သွားနေရတယ်ရှိတယ်เนาะအင်ကန်နဲ့ bargaining တွေเนี่ยနှစ်ခုအပေါ်ရောက်လိုက်အောက်ရောက်လိုက်အဲ့လိုသွားနေရမျိုးတွေလည်းရှိတတ်တယ်เนาะဆိုတော့ဒါကတော့ရေဘူးရအဖြစ်ပေါ့လေเนาะဒါပေမဲ့အခုပြောနေတဲ့အရာတွေကြီးเนาะဟိုအခုနောက်ထောင်နေကြရတဲ့သူတွေက grief တွေအကုန်လုံးခြုံငုံပြီးတော့အကုန်လုံးเนาะ perfectly เนาะအကုန်လုံးပြောနိုင်နေเนาะတော့ကျမမပြောဘူးအဲ့ဒါကိုကျမမပြောဘူးဒါပေမဲ့ဒါကပါလေရေဘူးရချင်း ကျွန်တော်တို့စီမှာသတ်မှတ်ထားတဲ့ grief နဲ့ပတ်သက်ထားတဲ့ stages တွေရှိရယ်ကိုက grief ကိုကြုံနေရတယ်ဆိုလို့ရှိရင်အဲ့ဒီကိုရဲ့အစဉ်ကဘယ်လောက်ရောက်နေလဲဆိုတော့ကိုကကိုအခံမှန်ကြည့်လို့ရအောင် observe လုပ်ကြည့်လို့ရအောင်ဒီနေရာမှာကျွန်တော်ထည့်ထားတာပဲဖြစ်တယ်နော် Julia Samuels ရဲ့နော် therapeutic principle ဆိုတော့အဲ့မှာရှစ်ခုရှိရယ်နော်အဲ့ဒါလေးကိုကျွန်မကဟိုတလုံးလေးရတယ်ကျွန်မ page မှာတယောက်ရေးထားတယ်ဆရာတယောက်ရေးထားတဲ့ဟာကျွန်မ share ပေးသေးရယ်နော်အဲ့ဒါကဒီဒီစာအုပ်ပေါ့နော်ဒီ Julia Samuels ရဲ့ ကြောက်တဲ့ကနော်8 billion ဆိုတော့သူကပါလဲဆိုလို့ရှိရင်တယောက်ယောက်ဆုံးသွားရဲ့အတွက်ကြောင့်မလို့နော်အဲ့နောက်ပိုင်းမှာကိုကိုကိုပြန်ပြီးတော့ထူထောင်တဲ့အဲအချက်ရှိခုပေါ့နော်ဒါလေးကိုဒီမှာပြောချင်တယ်အဲ့တော့ဒီမှာ number 1ပါလဲဆို relationship နော်အဲ့မှာပါလဲဆိုရှင်သူက relationship ဆိုတာကျမ romantic relationship ကိုပြောတာမဟုတ်ဘူးနော် social relationship ကိုပြောတာနော် social tomorrow one day နေတဲ့အချိန်မှာတယောက်ယောက်ကစုံပွားသွားတယ်၊ကွယ်လွန်သွားတယ်၊ဝန်းနေနေတဲ့အချိန်မှာ ကျမတို့စီမှာလစ်ဟာသွားတဲ့အားတကူကဘာနဲ့မှစားထိုးမနေအောင်နော်ဆိုတော့ကျမဆိုလို့ရှိရင်အဲဒီနှစ်ယောက်အိတ်ကလေးပေါ့နော်ကျမတို့လင်မယားအိတ်တယ်နှစ်ယောက်အိတ်ကလေးမှာ ကျမတချမ်းပဲအိတ်တယ်တချမ်းပဲအိတ်နေတယ်နော်တချမ်းပဲအိတ်တယ်ဟိုဘက်တချမ်းကဒီတိုင်းပဲကျမအင်ဒီထားတယ်ဟို I don't know why ဘာဖြစ်လို့ကျမအဲ့လိုထားမှလဲမသိဘူး။ကျမဒီဘက်ကလေးမှာပဲကက်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 တက်တက်နဲ့ဥပ္ပယ်ဆောင်လိုက်ဒီဘက်ဆောင်လိုက်ကျမအဲ့လိုမျိုးပဲလုပ်နေတယ်။နော် ဲ့ဒါဘာလဲဘာလို့ပြတာလဲဆိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့မသိစိတ်ကောင်သိစိတ်ကောင်ဘာလဲဆို loneliness ဖြစ်တယ်အဲ့အထီးကျန်မှုပေါ့နော်အဲ့ဒါအဲ့ဒါကိုကျွန်တော်တို့ကဟို space ကိုကျွန်တော်တို့ပေးထားတာအပြင်မှာကိုကျွန်တော်တို့အဲ့ space ကိုပေးထားတာအဲ့တော့အပြင်မှာလဲအဲ့အဲ့ရတချမ်းတည်လန့်နေတယ်လို့ဒီနေ့မှာလဲဘာဖြစ်လဲဆိုတော့နှလုံးသားတချမ်းလန့်နေတယ်အဲ့လိုမျိုးဖြစ်တယ်နော်အဲ့တော့ အဲ့ဒီလိုမျိုးလစ်လက်နေတဲ့အချိန်မှာကျမတို့ဘာလုပ်တင်နေဆိုလို့ရှိရင်အဲ့ဒီ connection ရှာတင်နေ connection ကလူလူချင်း connection ဥမာတကယ်ချင်းတဲ့စကားပြောရဲသွားတယ်တယောက်တည်းတယောက်တည်းနေတာမကောင်းတယောက်တည်းနေတာမကောင်းနော်အဲ့ကြောင့်မလို့ကျမတို့အတုပအခမ်းအနားတွေကြည့်ကြည့်ပေါ့မြန်မာပြည်မှာပဲဖြစ်နိုင်ငံခြားမှာဖြစ်နောက်ဆုံးနေကြတဲ့နေပေါ့နိုင်ငံခြားမှာဆိုရင်လည်းဒီလိုပဲဒီကျမတို့အတုပသွားချရတယ် နော်အတူကချပြီးလို့ရှိရင်ဘာဖြစ်လဲဆိုပြန်လာလို့ရှိရင်ဘာဖြစ်လဲဆိုဩတေးတဲ့သူအရင်ကြိုက်တဲ့ဆိုင်ရဆိုင်ကိုသွားပြီးတော့အမျိုးတွေတငယ်ချင်းတွေစုပြီးတော့စားကြတယ်သူ့အကြောင်းလေးပြောကြတယ်နော်အဲ့လိုမျိုးနိုင်ငံသားရဲ့ delay ပေါ့ဒါကျွန်တော်တို့ဒီမှာတော့ရက်လေဆိုတာမျိုးရှိရပဲလीနော် ပြီးတော့ပြောကြရင်မလားအတူကအင်ဆိုလို့ရှိရင်တဟီတာဟာနဲ့ဆိုတော့နော်အဲ့ဒါတကယ်တော့အပြစ်မဟုတ်ဘူးအပြစ်မဟုတ်ဘူးလူတွေစုံနေဆွေမျိုးတွေစုံနေတေးတဲ့သူအကြောင်းလေးရှိကြရည်လဲပါတယ်ဒီလိုက်ငိုလိုက်နေဘာဖြစ်လဲဆိုအဲ့ခုနှစ်ရက်တည် ဘာဖြစ်သွားတာလဲတော့အဲ့မိတ်ဆွေတွေတကယ်စီတယုံယုံနဲ့အိမ်မှာလာပြီးအားပေးရပြောတယ်နော်ပန်းလေးပေးရဖာညာဖာညာအဲ့လိုလုပ်ရင်လည်းဘာဖြစ်လဲဆိုတော့တော်တော်လေးကိုစိတ်ထဲမှာပြေလျော့သွားတာအဲ့လိုပဲကျွန်မအမျိုးသားဆုံးလို့ဆိုလို့ရှိရင်လည်းဒီလိုပဲအဲ့လိုမျိုး social connection ရှိနေတယ်တကယ်ချင်းတွေနဲ့ပြောတယ်အမျိုးတွေနဲ့ပြောတယ်နော်အဲ့လိုပြောလိုက်ရီလိုက်မူလိုက် နော်ဒီတဲ့ခါလေးရှိတာပေါ့အခါတရီလည်းပါတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျရင်ဘာဖြစ်သွားလဲဆိုစိတ်ကတော်တော်ပြေလျော့သွား နော်ဒါပေမဲ့ဘေးစီမှာပြင်ပြုတ်ဖြစ်အရဲလေပြီးွားလို့လူတွေအကုန်လုံးကမရှိတော့ဘူးအကုန်လုံးပြန်သွားပြီတိတ်သွားပြီဘယ်သူမှမရှိတော့ဘူးဆိုရဲအဲအကြောင်းလို့ရှိရင်စိတ်ထဲမှာအဲ့ဒီခုနပြောလိုနှလုံးသားတချမ်းလင်းလက်နေတယ်တို့ဘာလို့အဲ့ဒါမျိုးတွေဖြစ်လာတာနော်ဒါပေမဲ့လည်းအဲ့ခါမှလည်းပါလေဒီကျမတို့ရဲ့ဘေးနားမှာအများကြီးရှိပြီးရဲ့ social relationship တွေပေါ့နော်ဒါတွေကိုအဲဆက်ပြီးတော့ကျမတို့ maintain လုပ်တဲ့နေနော်အဲ့တော့ခုနပြောလို့ ဒီ grief ကိုကျွန်တော်တို့ကြော်ဖြတ်တဲ့နေရာမှာ relationship social relationship ပြအရေးကြီးတယ်နောက်တစ်ခုကဘာလဲဆိုရှင် structure လို့ခေါ်တယ်နော်ကျွန်တော်တို့ small routines တွေနော် small routines ဆိုဥပမာကျွန်မနေ့တိုင်းဂျင်သွားတာရှိတယ်မနေ့ပိုင်းဆိုကျွန်မနေ့တိုင်းဂျင်သွားတယ်နော်ဒါပေမဲ့ဘာဖြစ်လဲဟိုယောက်ျားဆုံးနေဘာညာဆိုတော့ဂျင်နေပါလေမသွားနိုင်တော့ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူဆုံးပြီးရဲ့ခါကျကျွန်မပြန်ပြီးတော့သွားတယ်နော်ဘာဖြစ်လို့သွားလဲဆိုတော့အဲ့ရလေးကြီးကကိုလုံးနေကြအလုပ်ကလေးတွေနော် new environment new life ပေါ့နော်အဲ့လိုပြောမှာ new me ပေါ့အဲ့လိုပြောမှာပေါ့အဲ့တော့ကိုယ့်ရဲ့ပုံစံအစ်စ်ဘာပုံစံလဲ तू မပါတော့တဲ့ကိုယ့်ရဲ့ဘဝအခြေအနေအစ်စ်တခုပုံစံအစ်စ်တခုကိုမြင်မြန်ဆန်ဆန်ပြန်ရောက်သွားဘဝအဲ့ဒါတွေလောက်ရတယ်နော်အဲ့ဒါ structure အနေနဲ့ကဘာလဲဆိုအဲ့ small routine စီလောက်ရအဲ့တော့ကျွန်မအဲအမတယောက်ဆိုလို့ရှိရင်ဒီလိုမျိုးပဲသူကပါလေသူ့အဖေဆုံးတယ်သူ့အဖေဆုံးတော့ရက်လေနေကြောက်တော့ဧည့်သည်ပါရမနေ့ဖက် စားတော့ပြီးတော့ပြန်သွားပြီဒါပေမဲ့သူကဘာလဲဆိုညနေကျတော့သူကကျူရှင်သွားတတ်တယ်နော်ကျူရှင်သွားတယ်တော့ပြောတာပေါ့သူ့ကိုအာအဖေကအခုမှဆုံးတာအဲ့ဒါကိုကျူရှင်သွားတတ်တယ်ရီးသားနဲ့တွေ့ရှင်လို့လားမသိဘူးဘာလို့အဲ့လိုမျိုးပေါ့ဟိုဟိုအမျိုးတွေကအတော်ကြီးဘာတွေကပြောကြတယ်ဒါပေမဲ့ကျမစဉ်းစားကြည့်ရပါလဲဆိုတော့သွားရမှာပေါ့အဲ့ဒါနော်ပြီးသွားပြီလေအဲ့ကိစ္စပြီးသွားပြီနော်ဒီဟိုဟိုအတူပါကိစ္စလည်းပြီးသွားပြီငိုလဲငိုပြီးပြီဘာလို့ရမှာလဲသူဝမ်းမနေပဲနေမလား ပေးနေမလဲနော်ဘွန်းနေမှာဗောသူ့ဖေးဆုံးတာလေဒါပေမဲ့ဘာဖြစ်လဲသူလုံးဆရာရှိရတော့သူလုံးအောင်မယ်အဲ့တော့ရဲလေဒါပေမဲ့ဘာဖြစ်လဲသူသူ့ဟိုကိစ္စပြီးသွားပြီဧည့်သည်ပိုင်းပြန်သွားပြီညနေပိုင်းပြူရှင်ရှိရဆိုသူသွားတက်တယ်နော်အဲ့ဒါဘာလဲဆိုရှင်အဲ့ဒါကဘာလဲဆို extra structure ကိုပြန်ပြီးတော့တိဆောက်တာပဲ နော်အဲ့တော့ရှိပါတယ်ကျမတို့စီမှာနော်အဲ့လိုမျိုးကိုယ့်ရဲ့ကိုလုံးနေကြအလုပ်ကလေးပြန်ပြီးတော့လုပ်တဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုကျမတို့ expression လုပ်တာ expression လုပ်တယ်ဆိုတော့ကျမတို့ဖော်ပြတာနော်ကျမတို့စိတ်ထဲမှာဗာဖြစ်နေရလဲဆိုတော့ပြောတာအဲ့တော့ဒါတွေကဗာလုပ်လို့ရလဲဆိုရှင်ကျမတို့ဥမာပကြီဆွဲတာတို့နော်ဒါမျိုးတွေလုပ်ရတယ်ကိုကိုယ့်ရဲ့နောက်တစ်ခုငိုးလို့လည်းရတယ်လေအဲ့ဒီအချိန်မှာကျမတို့ express ဖြစ်တယ်ငိုးလို့ရသေးတယ်ပြောလို့ရသေးတယ်နော်ကိုယ့်ရဲ့ခံစားချက်တွေကိုဗာလဲဆိုကျမတို့ express လုပ်ဖို့ပြောတာနော်အဲ့တော့ ကိုယ့်ခံစားချက်တွေကိုကွာ express မလုပ်နိုင်ဘူးငါကအရင်ဝင်နေနေငါဒီလိုဖြစ်တယ်နော်သူ့ငါဘယ်လိုသတိရလဲအဲ့ဒါတွေကိုမပြောနိုင်ဘူးဆိုလို့ရှိရင်မထုတ်ဖော်နိုင်ဘူး express မလုပ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီခံစားချက်တွေက inward ပြန်သွားတယ်စိတ်ရဲ့အတွင်းတွေကိုပြန်သွားတယ်နော်ပြန်သွားပြီးဘာဖြစ်လဲဆိုလို့ရှိရင်အလုံးအကျိတ်အခဲတွေဖြစ်လာအောင်နော်အဲ့တော့ expression လုပ်ဖို့ဆိုတာလည်းအရေးကြီးတယ်နော်ဒီမှာရခံစားချက်တွေကိုထုတ်ဖော်ဖို့အဲ့တော့ဒီမှာ ritual လုပ်တယ်လို့ဘာလို့ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥမာဦးနေပတ်သက်တဲ့ဟာပေါ့ နော်အဲ့ဒါလေးဟိုလိုက်ပြန်ကြည့်ရနော်အဲသူပစ္စည်းလေးတော့ပြန်ထုတ်တယ်နော်ပြန်ကြည့်ရဓာတ်ပုံလေးပြန်ကြည့်အဆရှိသဖြင့်ပေါ့နော်သူနဲ့တွားခဲ့မှုတဲ့နေရာလေးပြန်သွားတယ်အဆရှိသဖြင့်သူနဲ့လုံနေကြဆိုတဲ့အလုပ်ကလေးပေါ့နော် Christmas ဆိုလို့ရှိရင်ဘာလုပ်တယ် Anniversary ဆိုဘာလုပ်တယ်မွေးနေ့ဆိုလို့ရှိရင်တော့ဒီနေရာမှာလှူနေကြလှူတယ်အဲ့ဒါမျိုးလေးအဲ့ဒါကလည်းဘာလဲဆိုကိုယ့်အကူကိုယ့်ရဲ့ feeling ကိုယ့်ရဲ့ grief နော်အဲ့ဒါကိုဘာလုပ်တာဆိုကျွန်တော် express လုပ်တာ အဲ့တော့တခုဆိုလို့ရှိရင်ဘာလဲဆိုတော့အချိန်ပေါ့နော်အဲ့တော့အချိန်အဲ့တော့ grief ဖြစ်တယ်ဆိုရင်ကျမတို့အချိန်ပေးဖို့လိုအပ်တယ်။ဥပမာကိုကျမတို့အချိန်ပေးဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့ grief ကသူ့ရဲ့ rhythm နဲ့သူသွားတာ။အချိန်အော်ဒီလောက်ဆိုလို့ရှိရင်တော့တော်ပြီပေါ့။နေ9နှစ်လောက်ငူပြီးပြီဆိုရင်တော်ပြီလေ။နေကတစ်နှစ်လောက်ငူနေပြီးပြီပဲတော်လောက်ပြီပေါ့။ပြောလို့လုံးဝမရအောင်။ကျမခုနကပြောသလိုပဲ တချို့ကနှစ်ရက်နဲ့ပြင်ပြီးသွားတဲ့ကိစ္စမှာတချို့ကနှစ်နှစ်လည်းမပြီးဘူးအနှစ်20လည်းမပြီးဘူးအเจ้าတွေကအမျိုးဆုံးရှိနိုင်တယ်ဘာဖြစ်လို့သူဒီလောက်ထိ grief ဖြစ်နေရလဲသူ့မှာဘာပြောစရာစကားကြီးကျန်လဲဘာလုပ်ပေးစရာကြီးကျန်လို့လဲနော်အဲ့တော့ grief ကဘာလဲဆိုလို့ရှိရင်အချိန်ပေးသင့်တယ်နော်အချိန်ပေးသင့်တယ်ဒါပေမဲ့ကိုပေးလိုက်တဲ့အချိန်မှာနော်ကိုကဘာမှဆက်လုပ်လို့မရတော့ဘူးပေါ့အလုပ်တွေပါရင်လည်းမလုပ်နိုင်တော့ဘူးเนาะအဲ့လိုမျိုးအခြေအနေတစ်ခုဆိုလို့ရောက်သွားတယ်ဆိုလို့ရှင်တော့ကိုယ့်ဟာကိုယ် therapy ယူတာတော့เนาะ ဒါမျိုးတွေကျမတို့လုပ်တယ်နေ counseling ယူတာတို့ therapy ယူတာတို့ပေါ့နော်အဲ့ဒါတွေကျမတို့လုပ်တယ်နေပြောစရာရှိရသူတွေနဲ့ပြောရမယ်အဲ့ဒီဟာကိုဟိုဖွင့်ထုတ်ပြရမယ်ပေါ့နော်အဲ့လိုပို့ပြီးတော့တက်တာတောင်းအဲ့လိုလုပ်ရမယ်ဒါမဲ့ပါလဲဆိုအချိန်ပေးဖို့လိုအပ်တယ်အဲ့ဒါကအမှန်တကယ်အရေးကြီးတယ်နော်နောက်တစ်ခုကကျတော့ hope ကျမတို့စီမှာမျှော်လင့်ချက်တွေရှိနေတယ်သိကြတာတခုတော့ပါလဲ မတော်သူ့အရင်ချစ်တယ်ဒါပေမဲ့တေချာတာသူကတော့ဗာလဲဆိုရှင် तू တေသွားရဲ့အတွက်ကြောင့် तू ကိုလိုက်တေလို့တော့မရဘူးအဲ့ဒါအသေးစားဆုံးပဲကျမတို့ရဲ့ဘဝမှာ meaning ရှိနေသေးတယ်ကျမတို့မှာဘဝအတိတ်ပဲရှိနေသေးတယ်ကျမတို့ဒီမှာအနာဂတ်ရှိနေသေးတယ်အဲ့ဒီမျှော်လင့်ချက်တွေကျမတို့ကဆက်သွားဖို့လိုတယ်နော်အဲ့ဒါဟုတ်ပဲအဲ့လိုဟုတ်ဘူးကျမတို့ထားထားတင်တယ်ဘဝမှာမျှော်လင့်ချက်ကိုယ့်အတွက်ကိုထားတာပေါ့သူ့ကိုတတိမရရဘူးလို့လည်းမပြောဘူးနော်ဒါပေမဲ့ကိုယ်တစ်ခါရှူလိုက်တိုင်းမှာအဲ့ဒါကကိုယ့်အတွက် တစ်ခါထုတ်လိုက်တဲ့အချိန်မှာသူ့အတွက်နော်အဲ့ဒီ practice လေးကိုလည်းလုပ်ကြည့်စေခြင်းလေးနော်ဘာမှမခက်ဘူးနော်အဲ့ဒါဘာလဲဆို this is for me ဆိုပြီးတော့အသက်လေးကိုရှူလိုက်တာဒီကိုယ့်အကူငါငါငါရှိနေပါသေးလားငါ့ကိုငါချစ်ရအောင်မယ် compassion ဖြစ်ရအောင်မယ်နော်ငါမှမျှော်လင့်ချက်တွေရှိသေးတယ်ငါရှိသေးတယ်ငါ့အတွက်အချိန်ပေးရမယ်ငါ့အတွက်ငါအသက်ရှူရအောင်မယ်ဆိုတဲ့ခံစားချက်မျိုးကိုရစေရဲ့အဲ့လိုပဲ ထုတ်လိုက်တယ် breathe out လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒါကတော့ this is for you ပေါ့ကိုချစ်တဲ့သူတယောက်ထွက်ခွာသွားပြီဆိုတဲ့လူတယောက်အတွက်သူ့ရဲ့တတိယပေးလိုက်တယ်သူမရှိတော့ဘူးဒါပေမဲ့စိတ်ထဲမှာတော့သူရှိနေသေးတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကျမတို့နာကျင်မှုတွေကိုကျမတို့ရင်ဆိုင်တာပေါ့နော် facing pain ဆိုလို့ပြောရအဲ့ဒါပါလဲဆိုလို့ရှိရင်နော်ဒါကိုကျမတို့ရင်ဆိုင်လိုက်ပါကျမတို့ရဲ့ဝန်ထဲကြီးကွဲမှုတွေဟိုဒီအရာတွေကိုမလုပ်စီချင်နေလို့ရှိရင်ရင်ဆိုင်လိုက်စီချင်တယ် အဲ့လိုမျိုးဟိုရှောင်ဖယ်လိုက်တာလို့ပေါ့နော်ဟာ မလို့ခြင်းဘူးအဲ့ဒီ suffering နေအဲ့ဒီ pain နေကိုမလို့ခြင်းဘူးဆိုပြီးရှောင်လိုက်တာကျမတို့ရေရှည်မှာအလုပ်မဖြစ်ဘူးတော့အဲ့တော့သူ့ကိုကျမတို့လက်ခံလိုက်တယ်ဆိုတာကဘာလဲရင်ဆိုင်လိုက်တာပဲနော်လက်ခံလိုက်တယ်ထွေးပွေးလိုက်တယ်တော့ဒါဘာလို့တာလဲဆိုလို့ရှိရင်ရင်ဆိုင်လို့ရင်ဆိုင်လိုက်တာရင်ဆိုင်ပြီးတော့တက်တက်ကြည့်လိုက်တာသူ့ကိုနော်အဲ့ခါမှာဘာဖြစ်လာလဲဆိုရှင်ဥမာတခုပြောရမယ်ဆိုခလေးတယောက်ပေါ့ထားလိုက်ပါတော့ ကျွန်မရှိမှာဦးကလေးတယောက်ထိုင်နေထားလိုက်ပါတော့အဲ့တော့အဲ့ကလေးကငိုးနေမယ်သူ့ကိုဘယ်သူမှဘာမှ attention မပေးဘူးသူ့သူငိုးနေမယ်နော်ဒါပေမဲ့ဗာလေသူ့ကိုတစ်ချက်တော့သွားပြီးတော့ကြည့်လိုက်မယ်နော်ဟေးဘာလို့ငိုနေရလဲနော်သူ့အဲ့လိုမျိုး attention ပေးလိုက်တယ်သူ့ကိုစိုက်ကြည့်လိုက်တယ်ဆိုဘာဖြစ်လဲသူနင်းနေရှိန်သွားတယ်နင်းနေရှိန်သွားပြီးပါလေရက်သွားမယ်ငိုတာနော်ဟာငါ့ကိုတော့ကြည့်နေပြီငါနော်မငိုတော့ဘူးငါနင်းနေတော့အရှိန်ချော့မှဖြစ်မယ်ဆို ပြေးပြေးပြေးနဲ့ဝင်နေတာလေနော်ဆိုင်တာတော့ပဲဖြစ်ရင်ဖြစ်သွားမယ်အဲ့လိုတဘုံမျိုးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ emotion တွေကပေါ်လာတယ်ဒါပေမဲ့သူ့ကိုဗါလဲအတိအမှတ်ပြုလဲသူ့ကိုစိုက်ကြည့်လိုက်တယ်ဆိုရင်ငါစိတ်ထဲမှာရှိတဲ့ grief ကအရင်ကကြီးနေပြီနော်ငါနင်းနေတော့အရင်လျှော့လိုက်ပြီငါနင်းနေ accept လုပ်ကြည့်မယ်သူအဲ့ဒီအတိလေးသွားဝင်လာနော်အဓိကတော့ဗါလဲဆို balance လုပ်ပေးလိုက်ပါနော်ကိုကအစွန်းအရင်ရောက်နေတဲ့စံစားချက်တွေရှိတတ်တယ်လीနော်ကျမတို့ဟို ကြိုက်တာမကြိုက်တာချစ်တာမုန်းတာဝမ်းနေတာပျော်ရွှင်တာအကုန်လုံးကတစ်ခါတစ်ခါအဆုံးရောက်နေတယ်ဒါလူရဲ့တဘာဝပဲစိတ်ပဲဒါပေမဲ့အဲ့ဒါလေးကျွန်တော်တို့ balance လေးလုံးကြည့်လိုက်တယ်ဆိုရဲအကြာလို့ရှင်ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီအနေထားလေးတစ်ခုပြန်ရောက်လာတာပေါ့နော်အဲ့လိုငြိမ်နေဆိုရဲအနေထားလေးတစ်ခုပြန်ရောက်လာဆိုတော့ gap ရှိရဲဆိုအဲ့ဒီ gap လေးကိုလည်းဆွဲစီပေးလိုက်တဲ့သဘောပဲအကုန်ပြောက်သွားတော့မဟုတ်ဘူးနော် brief brief နဲ့ပတ်သက်လို့ရှိရင်ပုံပြောက်သွားတာမဟုတ်ဘူးဒါပေမဲ့နာကျင်မှုတွေပေါ်လာတယ်စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေပေါ်လာတယ်ဆိုရင်အဲ့ဒါကိုဒီအဲ့လိုပုံစံမျိုးနဲ့ကိုရင်ဆိုင်ကြည့်စေတယ်သူ့ကိုရှောင်လွှဲလိုက်တာမဟုတ်ဘူးသူ့ကိုလက်ခံလိုက်တယ်ထွေးပွေ့လိုက်တယ်ကလေးတယောက်လိုပဲနော်အဲ့လိုမျိုးလုပ်စီလုပ်ကြည့်ပါလို့ပြောတာနော်နောက်တစ်ခုကကျတော့ continuing bonds နော် bonds ဆိုတာကျကျမတို့နဲ့သူတို့နဲ့မှာချိန်ဆက်ထားနေစေအရာတွေနော်အဲ့ဒါတွေကိုပါလဲဆိုဆက်ပြီးတော့ချိန်ဆက်ထားပါတယ်ဒါကျမအရှိပိုင်းမှာပြောသလိုမျိုးပဲပေါ့နော် မေးလိုက်ပါဆိုလဲမေးလို့ရမှာမဟုတ်ဘူးဘလို့မမေးလို့မရအောင်ဒီမှာဆိုလို့ရှိရင်လေအဲ့ဒီဟိုနှစ်နှစ်မပြည့်ခင်ပေါ့နော်ကျွန်မလူသားနှစ်နှစ်မပြည့်ခင်ကျွန်မသူ့ရဲ့ဗီဒီယိုလေးကိုရှင်းသေးတယ်ရှင်းသေးတဲ့အခါကျတော့ကျွန်မလည်းအော်နှစ်နှစ်တောင်ရှိပြီဆိုတော့တချို့မလို့ပါရည်ဆိုလို့ရှိရင်လေအော်ပေးတင်တာပေးလှူတင်တာလှူပြစ်တင်တာပြစ်ပေါ့နော်ကျွန်မလုပ်မယ်ဆိုတော့ကျွန်မရှင်းတာပဲဒါပေမဲ့လေကျွန်မ၁၀ခုလောက်ပစ္စည်းတွေထုတ်လိုက်လို့ရှိရင်ကျွန်မနှစ်ခုလောက်ပဲအော်ဒါတော့မလို့တော့ဘူးဆိုတော့အဆုံးဖြတ်ချက်ချနိုင်တယ်ကျန်တာတွေကျွန်မအခုပြန်သိမ်းလိုက်တယ်နော် အဲ့ဒါပါလဲဆိုတော့ဒီကအရာလေးညာချိန်ဆမှုအမြဲရှိနေတာကျမတို့လည်းအမြဲချိန်ဆမှုရှိနေတယ်ကျမဆိုသူ့နာရီလေးပေါ့သူတော်တော်တန်ဖိုးထားတယ်အဲ့နာရီကိုသူတော်တော်ကြိုက်တယ်အဲ့နာရီလေးကိုကျမပြန်ပတ်မယ်လို့ဆိုတော့ကျမထုတ်ထားလိုက်တယ်နာရီကသူ့လက်ကကြီးတော့ဟိုကျမနေတော့ခြောက်နေတာပေါ့နော်အဲ့တော့ကျမအဲ့ဒါနာရီအစစ်ကလေးဖြတ်မယ်ပေါ့ဖြတ်ပြီးလို့ရှိရင်တော့ဘက်ထရီလားဒီလိုတန်ဖက် နေလှည့်တာလားတော့မသိနိုင်ရောရှေးဟောင်းနိုင်လေးတော့ပဲဒါပေမဲ့အဲ့ဒါလေးကျွန်မကျော်အော်အဲ့ဒါလေးငါပြန်ပြီးတော့ပတ်မယ်ပေါ့ဆိုပြီးတော့ဖြစ်တယ်เนาะအတူပစ္စည်းတွေပြန်ပြီးပြန်ပြီးကြည့်ရဲအတူပစ္စည်းတွေပြန်သုံးတယ်เนาะတကယ်ချင်းတယောက်ဆိုလို့ရှိရင်သူ့အဖေရဲ့မျက်မှန်လေးကိုသူ့တတ်တော့မယ်အခုတည်းလေเนาะအဲ့လိုမျိုးပေါ့အဲ့ဒါဘာလဲဆိုသူတို့ owner လောက်တာကျွန်မဆိုလို့ရှိရင်ဒါဒီနေရာမှာကျွန်မပြောပြရမှာဆိုရင်ကျွန်မဒီကဲတဲ့တပတ်ပေါ့နှစ်နှစ်ပြည့်မှာကျွန်မ ဟိုတောင်ကြီးမှာအောက်ဆုတ်ဆရာတော်ကြီးနဲ့တွေ့ခဲ့တယ်ကျွန်တော်ဆရာတော်နဲ့ရှိနေတယ်အဲ့တော့အဲ့ဒီတော့ကအဲ့ဒီနေရာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ဆရာတော် library ကိုကျွန်မသွားတယ်သွားတော့ကျွန်မအမျိုးသားရဲ့စာအုပ်တွေကျွန်မလှူထားတယ်လေအဲ့ဒီအလုံးလုံးတရား50တအုပ်ရှိတယ်အဲ့တော့အဲ့ဒီစာအုပ်တွေအကုန်လုံး library မှာတကယ်ကို showcase လုပ်ပေးထားတယ် researchers collection ဆိုတော့သူ့နာမည်နဲ့တော့အကုန်သူ့စာအုပ်တွေလုပ်ထားတယ်အဲ့ဒါသူ့ကိုကျွန်မ online လုပ်တာပဲပေါ့နော် online ဘာလို့ဆိုကျွန်မသူ့ဆုံးသွားပြီဒါပေမဲ့ဘာဖြစ်လဲသူ့အတွက် ကြံခဲ့တဲ့အမျိုးသမီးတယောက်အနေနဲ့ဇနီးမယားတယောက်အနေနဲ့သူ့ကိုအခုချိန်ကြီးကျွန်မအကောင့်လုံးတော့သူအင်တန်ကြိုက်တဲ့စာအုပ်တွေအင်တန်မြင့်နိုးတဲ့စာအုပ်တွေကိုကျွန်မဒီလိုနေရာမျိုးမှာသွားပြီးတော့နော်ဒီလိုပုံစံမျိုးနဲ့ထားပေးနိုင်လေဆိုတာကဘာဖြစ်လဲဆိုတာသူ့ owner လုပ်တာနော်အဲ့တော့သူမရှိအောင်ပဲဘာဖြစ်လဲကျွန်မနဲ့သူ့နေရာချိတ်ဆက်မှုရှိနေအဲ့လိုတော့ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ပေါ့ကျွန်မတို့တွေက ။နော်အဲ့တော့ဒီဒီအချက်ကလေးကြီးမယ်ဆိုရှင်အားလုံးပေါင်း၈ခုရှိရယ်နော်။အဲ့တော့ဒီလိုမျိုးအချက်ကလေးတွေကျမတို့ကတည်ဆုံးတဲ့သူပုံမှာမေ့ပြစ်စရာလည်းမလိုဘူး။နော်။မေ့သွားဖို့ကိုလည်းမစူးစမ်းသင့်ဘူး။အလကားပဲစူးစမ်းနေလေလည်းကားပဲမေ့မှလည်းမဟုတ်ဘူး။နော်။အဲ့တော့သူ့နဲ့ကိုယ်နဲ့ဆက်ပြီးတော့ချိတ်ဆွဲချိတ်ဆက်နေတဲ့ဘွန်ဒီရှိရဆိုလို့ရှိရင်ဆက်ပြီးတော့ maintain တော့ပါဒါချင်းချင်းမြတ်တာပြရုပ်တယ်ဖြစ်တယ်အမြဲတမ်းလဲလှပါပါเนาะအဲ့တော့သူတို့တွေကကျမတို့စိတ်ထဲမှာမြဲရှိနေတယ်เนาะဒါလေးကိုကျမပြောချင်တယ်အဲ့တော့ ငွေနဲ့ပူဆွေးခြင်းဟာဘယ်တော့မှအပြောက်ပြက်မသွားရချင်းချင်းမြတ်တာရဲ့ပုံစံမျိုးလေးတဲ့နော်အဲ့တော့အရှိကကျွန်မပြောသူပဲဘာဖြစ်လို့ဝမ်းနေလဲဘာဖြစ်လို့ပူဆွေးလဲဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ကတို့ချစ်တာဘူးနော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ချစ်လို့ဝမ်းနေတာကြေကွဲတာပူဆွေးတော့ကရောက်တာနော်ဒါပေမဲ့ဘာဖြစ်လဲအဲ့ဒါကလေဘယ်တော့မှပျောက်ပြက်သွားမှာမဟုတ်ဘူးကျွန်မတို့စိတ်ထဲမှာအမြဲတမ်းရှိနေမှာပါနော်အဲ့တော့ဒီအကြောင်းအရာလေးကိုလေကျွန်မသိစေချင်တယ်နော်အဲ့တော့ဒါကတော့ဒီ Julian ဆက်မျိုးကပြောထားတဲ့စာလေးပေါ့နော် grief is not something to something you get over but something you learn to live alongside နော်ဘာလဲဆိုတော့အရှိမပြောခဲ့တယ်လို့ပြောပဲဒါကြီးကိုကြော်ဖြတ်သွားတယ်ဆိုတဲ့နေရာမှာနော်အဟိုဒါကြီးကိုပြီးဆုံးသွားဖို့နော်ပြဿနာတစ်ခုကိုဖြေရှားလိုက်ဖို့အဲ့လိုပုံစံမျိုးနဲ့မဟုတ်ဘူးသူနဲ့ဘယ်လိုပုံစံနဲ့ကျမတို့ကတူတူရှင်တွဲနေထိုင်သွားမလဲဆိုတာကိုပဲရှာဖွေရမှာတယ်နော်အဲ့လိုလှုပ်ချင်းအပြင်ကျမတို့ကဘဝမှာပို့ပြီးတော့အသေးပဲပြေးသွားတယ်လှပတယ် နော်အဲ့လိုဘဝကိုကျမတို့သူတို့မရှိတော့ပြီမဲ့လေကျမတို့ရဲ့ဘဝကိုပို့ပြီးတော့ပြည်ပြည်ဝဝနေထိုင်ကြလာမှာအဲ့ဒါနော်ဆိုတော့ကျမရဲ့ထုတ်ကလေးကိုဒီနေရာမှာပဲရလိုက်ပါတယ်